င် arrangement လေးရာလဲ music လေးရာလဲဒီဘက်ခေတ်တွေကဘာရှင်းလေးပြန်ပြောင်းထားတယ်ဒါကိုတည်းကပြီးမှန်းကလဲအကလဲတော်တယ်ဆိုတော့လေအဲ့တော့သူ့ကိုကိုရီးယားပုံစံမျိုးလေးပေါ့နော်အကလေးနဲ့အဆိုးလေးနဲ့တွဲတဲ့ဘာရှင်းလေးတွေကိုကျွန်တော်ကအာပေးတယ်အဲ့ဒါကြောင့်မို့ဒီနေ့ရိုက်ပြီးဖြစ်တာပါဟုတ်ဒီကတော့သူကစူးစားတယ်စူးစားတဲ့အကြောင်းကိုကျွန်တော်ပံ့ပိုးပေးဖြစ်တာပေါ့နော်ဒီနေ့တခြင်းလေးဆိုလို့ရှိရင်လေ အဲ shooting စီးကြီးပဲ150လောက်ပုံမှာဆိုတော့လေအဲဒီဘက်ကင်းရဲ့တချမ်းတွေကအပေါ်လေးရိုက်လို့ရတယ်ကောင်းအောင်လေးရိုက်လို့ရတယ်ကောင်းလို့ရှိရင် ရေရှည်တည်မြဲတယ်အဲခဏလေးနဲ့ပျောက်သွားတာမျိုးမဖြစ်စေချင်တဲ့အတွက်ကြောင့်မို့လို့ကုန်ကျစရိတ်တွေအများကြီးတုံးပြီးတော့ရိုက်ပေးထားတယ်ကိုလည်းဟုတ်တယ်ဆရာလည်းဟုတ်တယ်မိဘလည်းဟုတ်တယ်ဒုတိယမိသားစုပေါ့နော်ရေကောင်မှာဆိုလို့ရှိရင်တော့ ျွန်တော်မိသားစုကတော့ဒီ Destiny Entertainment ကျွန်တော်မိသားစုပါပဲမိသားစုမျိုးပဲနွေနွေဆက်ဆံကြရပါတော့အရှိမလည်းဝမ်းသာမိပါတယ်အခုဆိုလည်းအလုပ်တွေလည်းပို့ပြောလည်းစူးစမ်းဖြစ်တယ်ပို့ပြောလည်းအလုပ်တွေလည်းလုပ်ဖြစ်နေပုံတော့ဒီမန်းကကျွန်တော်ရဲ့ Destiny Company ကနေပြီးတော့ပေါ့နော်ဟိုပြောမယ်ဆိုရင်တော့ဒါမွေးထုတ်ထားတဲ့ညီလေးတယောက်ပါပဲအဲ့တော့သူ့ရဲ့တခြင်းလေးကို သူကလာပြတယ်ဒီရှင်းလေးကိုသူညီမလေးနဲ့ပေါ့နော်ဝိုင်းနဲ့တူတူစုံမယ်ဆိုတော့အဲ့ရှင်းလေးကမြူးမြူးလေးပဲ ။ရင်ထဲကလည်းပေါက်ပြီးသားလူကြိုက်များတခြင်းလေးကိုသူနဲ့ညီမလေးက performance တွေနဲ့ဆိုကြမယ်၊ကားကြမယ်ဆိုတော့အဲ့အနေပဲကျွန်တော်ရိုက်ပေးဖြစ်တာပေါ့နော်။ပြီးတော့ဒီတခြင်း arrangement လေးကလည်း music လေးကလည်းဒီဘက်ခေတ်တွေကဘာရှင်းလေးပြပြောင်းထားတယ်။ဒါကိုတည်းကပြီးမှန်းကလည်းအကလည်းတော်တယ်ဆိုတော့လေအဲ့တော့သူ့ကိုကိုရီးယား ပုံစံမျိုးလေးပေါ့နော်အကလေးနဲ့အဆိုးလေးနဲ့တွဲတဲ့ version လေးတွေကိုကျွန်တော်ကအားပေးတယ်အဲ့ဒါကြောင့်မို့ဒီနေ့ရိုက်ပြီးဖြစ်တာပါဟုတ်ကျွန်တော်ဒီရွှေချိုမပြိုင်ခင်ဒီမပြီးခင်အချိန်မှာပေါ့နော်ဒီ Destiny Entertainment နဲ့အကိုရုံးနဲ့အငြင်းအောင်ဆုံးကျွန်တော်တို့လက်တွဲပြီးတော့စာချုပ်လေးရှင်းလိုက်တယ်ပေါ့နော်အဲ့ကနေပြီးတော့မှကျွန်တော်ဒီ music လေးထုံမဲ့ပြီးရင်ဇလန်းလေးတွေရောရိုက်ဖို့အတွက်ကိုအကိုနဲ့အာ ဒီလိုမျိုးလေးလောက်ထားရှိပါခင်ဗျာဟုတ်အဲ့ရှင်မှာအခုဒီကျွန်တော်ဒီဒီသင်းလေးကိုကျွန်တော်ကထုတ်ရှင်တယ်ဆိုပြီးတော့အခုပူစားလိုက်တာပါเนาะအဲ့ရှင်မှာကိုကချက်ချင်းကိုအာသင်းလေးဝယ်ဝယ်ပြီးတော့တခြားလေးကိုဒီစီစဉ်ပြီးတော့အခုလိုမျိုးလေးရိုက်ဖြစ်သွားပါခင်ဗျာအဓိကတော့သူကစူးစားတယ်စူးစားတဲ့အကြောင်းကိုကျွန်တော်ပံ့ပိုးပေးဖြစ်တာပါเนาะဒီနေ့သင်းလေးဆိုလို့ရှိရင်လေအာရှူတင်စီးကြီးပဲ150လောက်ပုံမှာဆိုတော့လေအာဒီဘက်ခင်းရဲ့သင်းလေးက ော်ပေါ်လည်းရိုက်လို့ရတယ်ကောင်းအောင်လည်းရိုက်လို့ရတယ်ကောင်းလို့ရှိရင်ရေရှည်တည်ငဲတယ်ခဏလေးနဲ့ပျောက်သွားတာမျိုးမဖြစ်စေချင်တဲ့အတွက်ကြောင့်မို့လို့ကုန်ကျစရိတ်တွေအများကြီးတုံးပြီးတော့ရိုက်ပေးထားတယ်ကျွန်တော်ကတော့ပြီးမှန်းကဂျက်စီနိုနဲ့မတွေ့ခင်ကသူ့အတူတစင်းလေးရေဆိုတဲ့အဲသူ့အတူလိုင်းမှာပြိသက်တွေရှိပြီးသားပါဒါပေမဲ့ကျွန်တော်နဲ့လက်တွဲလိုက်ပြီးဆိုတဲ့အချိန်မှာအရင်နဲ့မတူတဲ့တင်ဆက်မှုမျိုးညင်စီခြင်းနဲ့အဲ့ဒါကြောင့်မို့လို့ တုံ့ကြခံပြီးတော့သူ့ရဲ့ဒီဆောင်ရွက်မှုလေးပံ့ပိုးပေးဖြစ်တယ်။သူလည်းစူးစမ်းပါတယ်။အဲရွှေကြုံမှာပါလားမပါလားမသိခင်ကလေးကကျွန်တော်တို့နဲ့ရုံရုံကြီးကြီးလက်တွဲခဲ့တယ်ဆိုတော့ကျွန်တော်ကလည်းသူ့ကိုရုံရုံကြီးကြီးပြန်ပြီးတော့လက်တွဲခဲ့တယ်။အဲ့အတွက်အဲစူးစမ်းနေတဲ့လူငယ်တယောက်အတွက်အခွင့်အရေးတွေရရှိမှာပါ။အခုအရင်ဆုံးပြောချင်တာကကျေးဇူးများတင်ပါတယ်။ အကူလည်းဟုတ်တယ်ဆရာလည်းဟုတ်တယ်မိဘလည်းဟုတ်တယ်ဒုတိယမိသားစုပေါ့နော်ရန်ကုန်မှာဆိုလို့ရှိရင်တော့ကျွန်တော်မိသားစုကတော့ဒီ Destino Entertainment ကျွန်တော်မိသားစုပါပဲအဲအိမ်မှာဆိုလို့ရှိရင်တော့အိမ်နဲ့လည်းဝေးနေရဆိုတော့ဒီဟာဒီအခုရှိနေလက်ရှိဒီ manager အမရောကိုအကိုစိန်လေးရောပြီးရင်ကွန်ပိုင်ရောမိဘရေလိုပါပဲမိသားစုလိုမျိုးပဲနွေးနွေးလေးဆက်ဆံကြရပါတော့အဲ့ရှိမှလည်းဝမ်းသာမိပါတယ်အခုဆိုလည်းအလုပ်တွေလည်းပို့ပြလို့လည်းစူးစမ်းဖြစ်တယ်ပို့ပြလို့လည်းအလုပ်တွေလည်းလုပ်ဖြစ်တယ်ပေါ့နော် သူနဲ့လက်တွဲဖြစ်တာကတော့ကျွန်တော်ရဲ့ဒါကျွန်တော်ညီလေးအောင်ပိုင်ရနေပြီးတော့သူနဲ့ခင်နေတော့ကျွန်တော်လာပြောတယ်အကိုရင်းဒက်စင်တို့ကနေပြီးတော့ဆင်တဲ့ artist တယောက်လောက်ဝေးထုတ်ခြင်းတယ်ဘာလို့လဲဆိုတော့ပီမန်းနဲ့လာပြောတဲ့ချိန်မှာရင်တော့သူ့ကိုထင်းထင်းဝင်မသိဘူးဒါပေမဲ့ line ပေါ်မှာသူကနေ TikTok လေးတော့တွေ့ဘူးတာပေါ့နော်အဲ့ဒါနဲ့ပဲ okay အဲ့ဆိုလို့ရှိရင်စကားလေးပြောကြည့်ပေါ့လို့ဟိုလက်တွဲတယ်ဆိုတော့ဒီခါမှာတယောက်နဲ့တယောက်ကရေရှည်သွားမှာ အဲကျွန်တော်တို့ဖြစ်စီခြင်းတဲ့ဟာကိုလည်းသူကလိုက်နာနိုင်ရမယ်သူဖြစ်စီခြင်းတဲ့ဟာကိုလည်းကျွန်တော်တို့ကပံ့ပိုးပေးနိုင်ရမယ်အဲ့လိုမျိုးဖြစ်မှသာလေအလုပ်တူတူလုပ်လို့ရမှာပေါ့နော်အဲသူကျွန်တော်နဲ့စာချုပ်မချုပ်ခင်နဲ့ကျွန်တော်ပြောတယ်စိတ်ပြောင်းရင်ပြောင်းလို့ရသေးရဲ့နော်မချုပ်ချင်မချုပ်နဲ့ပြန်လို့ရတယ်ပြောတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကလူတွေကအတင်းကျပ် push မလုပ်ချင်ဘူးကျွန်တော်ဒီကလေးကိုကူညီပေးတယ်ဆိုတဲ့ပုံမှာသူစီကအကျိုးအမြတ်ဒီအမြတ်ထုတ်ချင်လို့ဘာမှမယူထားဘူးဘာမှမလုပ်ထားဘူးပေါ့နော် အဲကိုလည်းအသက်အရွယ်တစ်ခုရောက်လာပြီဆိုတဲ့အခါမှာလူငယ်လေးတွေကိုကျွန်တော်လည်းကိုယ်တိုင်အနုပညာဝါသနာပါတယ်အဲကျွန်တော်ကတော့အခုဒါအသက်40လောက်ဖြစ်လာပြီဆိုတော့သူတို့မျိုးငယ်တဲ့လူလေးတွေအတွက်ကပို့ပြီးတော့အခွင့်အရေးရှိတာပေါ့နော်အဲ့ခါကျတော့ဒီကလေးတွေကိုကျွန်တော်တတ်နိုင်သလောက်ပေါ့ကိုယ်အားကိုးတကြီးနဲ့လာတယ်ဖြစ်နိုင်တဲ့အရေးချင်းရှိရဲ့ကလေးလည်းဖြစ်တယ်ဆိုရင်တော့ကိုယ်တတ်နိုင်တဲ့ဘာပုံကြီးပေးမယ်ဆိုတဲ့အားမျိုးအရင်တော့ကတော့လှုပ်ပေးဖြစ်တယ်စာချုပ်တွေပိုင်းမပါဘဲနဲ့လှုပ်ပေးဖြစ်တယ်ဒါပေမဲ့အဲ့လိုလှုပ်ပေးလိုက်တဲ့လူတွေကတခါကျတော့ရှင် အမျိုးတစ်ခုရရသွားရောကိုရီကိုအဖမ်းမလုပ်တော့ဘဲနဲ့တည်ရမလားအဲ့လိုကျေးဇူးကမ်းသွားတယ်အများကြီးကြုံမှုတယ်ပေါ့နော်အဲ့တော့အဲ့နဲ့ပဲကွန်ပိုင်ကနေပြီးတော့မဟုတ်ဘူးကိုရီစာချုပ်နဲ့သွားပါတယ်လောက်ပါဆိုသူကပဲဒီမန်းနဲ့ပဲအကောင်လုံးစကားတွေပြောရအဲ့တော့ကျွန်တော်သူပြောရစာချုပ်ဆိုတာစာရွက်ပဲလို့စာရွက်ပေါ်မှာလက်မှတ်ထိုးတယ်ဆိုတာအလကားပဲအဓိကကရင်ထဲမှာအတူတူနားလည်မှုတွေနဲ့အလုပ်ကိုကျိုးကျိုးဆန်းဆန်းနဲ့ အပေးယူမျှစွာလုပ်မယ်ဆိုမှပဲလက်တွဲချင်တယ်လို့စာချုပ်စွာအလကားပဲလို့ပြောတယ်အဲ့တော့မချုပ်ချင်လဲရတယ်နော်လို့ကျွန်တော်အဲ့ပေါ်နေပြီးတော့ဘာမှလည်းမျှော်ပို့ထားတာမရှိဘူးနော်ပေါ့နော်အဲ့ဒီစာလေးပြောတဲ့ပုံမှာသူလည်းလိုက်နာပဲအတူတူပူပေါင်းပါမယ်ဆိုတဲ့အတွက်ကြောင့်လုပ်ဖြစ်တယ်အဲပြောမယ်ဆိုတော့ကန်ဆက်တာပေါ့နော်ကျွန်တော်စာချုပ်ချုပ်ပြီးတဲ့နောက်ပိုင်းမှာလည်းသူကရွှေချိုထဲမှာပါသွားတယ်ရွှေချိုပြီးတဲ့နောက်ပိုင်းမှာလည်းအလူပညာလှုပ်ရှားမှုတွေပွဲတက်တွေ ဒီဆိုဖြောပြရတဲ့ဖြောပြပွဲတွေတောက်လျှောက်ပဲသူနဲ့ကျွန်တော်နဲ့တော့ဂျားထဲမှာမတွေ့သေးတာတော်တော်ကြာပြီ line ပေါ်မှာပဲအလုံးလုံးဖြစ်ဒီနေ့ shooting ဆက်မှာပြန်တွေ့တာပေါ့နော်အဲ့တော့ဟိုသူဖြစ်စင်တယ်လေကျွန်တော်ကိုစာဖို့တိုင်းကျွန်တော်လည်းလုတ်ပေးနိုင်တဲ့ဟာတွေလုတ်ပေးဖို့ပေါ့နော်သူ့မှာအမေငွေစားအမေရှင်းနေပြီပေါ့သူ့အမကြီးမဖူးဆိုတာရှိတယ်အဲ့တော့ဟိုကျွန်တော်ကတော့အခြားလုတ်တွေရှိရမှာအားတဲ့ခါကျတော့မဖူးရေးဒီမန်းကို ကိုယ့်ရဲ့သားလေးတယောက်လိုပဲအကောင်လုံးစောင့်ရှောက်ပေးပါဆိုအပ်ထားတာပေါ့เนาะအဲ့တော့ဟိုသူနဲ့အလုပ်လုပ်ချင်တယ် client တွေတော်တော်များများတော့မပူးနဲ့ပဲစောင့်ရက်ဖြစ်တာများပါတယ်ဟုတ်ကျွန်တော်ဒီ Destino Entertainment ဆိုတာကျွန်တော်အစိုးရတော်တော်များများနဲ့အလုပ်လုပ်နေတဲ့ entertainment တစ်ခုပေါ့เนาะအာကျွန်တော်ဒီ YouTube platform တွေ social platform တွေအကောင်လုံးမှာဒီတည်တည်ရှင်းတွေကို ဖြန့်ချီတဲ့ entertainment တစ်ခုပေါ့နော်အဲ့မှာကျွန်တော်အရင်တပုံးထွက်တော့ကလည်းဒီအကုန်းနဲ့ပဲလှုပ်ထားဆိုကြရလေအဲ့မှာအဲပို့ပြီးတော့ယုံကြည်မှုလည်းရှိတယ်ပို့ပြီးတော့လည်းအာဘယ်လိုပြောရမလဲကိုတက်လည်းအခွင့်အရေးအများကြီးရှိမယ်ဆိုရဲယုံကြည်ချက်နဲ့ပေါ့နော်အကောင်းမှုဆုံးတွေပဲတွေးထားပါအကုန်လုံးတော့လေအာကိုကလည်းအကောင်းဆုံးစူးစမ်းမယ်ဒီဘက်ကလည်းဒီ company ကလည်းအခုမှစပြီးတော့ကျွန်တော်တို့ဒီလောက်တာမဟုတ်ဘူးအရင်ကလည်းရှိပြီးသားဆိုတော့ကြာတော့လေအဲ့ပုံမှာ အញ្ញိုင်းထွေလို့စဉ်းစားကြမရှိဘဲနဲ့လက်တွဲပြစ်တာပါဗျာဟုတ်ကျွန်တော်ညီလေးပြီးမန်းကစူးစမ်းနေတဲ့လူငယ်တစ်ယောက်ပါမန္တလေးသားလေးပေါ့နော်အဲ့တော့အဲဘာဖြစ်ရန်ကွာပြည်သက်တွေရောမန္တလေးရပြည်သက်တွေရော မြန်မာတနိုင်ငံတို့မှာရှိရပြိသက်တွေအားလုံးအပ်ပါတယ်လို့သူရဲ့စူးစမ်းအထောက်အမှုတွေကိုပြိသက်ကြီးလက်အတိမတ်ပြုပြီးတော့အပေးပေးပါသူခုလောလောဆယ်တော့ဒါတီဆိုဖျော်ဖြေမှုနဲ့တခြင်းအသက်လေးတွေလုံနေပါတယ်ဒီနေ့ရိုက်ကူးတဲ့ဒီမျက်လုံးလေးကိုအချိန်ထင်းပါဆိုတခြင်းလေးပြီးသွားရင်လည်းနောက်ထပ်တခြင်းလေးရဇာတိုက်ရိုက်ပြီးတော့ဖြန့်ချီသွားဖို့ရှိပါတယ်ပြီးတော့သူ့ကိုဇလန်းလေးတွေပဲပေါ့နော်ထပ်ပြီးတော့အယုံဆောင်နေတဲ့မြင်တွေ့ဖို့အတွက်ကိုလည်းအဲပြိသက်ကြီးအတွက်ကျွန်တော်တို့စကားကောင်းလေးလည်းရိုက်ကူးပေးဖို့ရှိပါတယ်ခင်ဗျာဟုတ်ဟုတ်ပါတယ်ဆက်လက်ပြီးအပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာ